မင်းစူနီပါပြန်ပွဲဝင်ခဲ့ပေမယ့်စကားပြောဆိုမတတ်တဲ့ပြင်မမနာကြီးကချိန်မိုးနေလို့လူပြောများနေတဲ့ခင်နာဆုံးပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space 8ကနေပြန်လေးကြိုဆိုလိုက်ပါရီစကားပြောဆိုမတတ်ပဲနဲ့ချိန်မိုးကမနာကြီးတဲ့ပြင်အလှမဲ့တယောက်ရဲ့ချင်းနဲ့ပုံစံမရှိလို့ဖေးပေါ်မှာလူပြောများနေတာကအလှမဲ့ခင်နာဆိုပါအတူတပြင်းလှမဲ့ခင်နာဆိုပါဒီနေ့အတွင်းဝေဖန်မှုအများဆုံးခင်ရတဲ့အလှမဲ့တူဖြစ်နေတာပါ အထူးသဖြင့်ကင်နာဆိုကသူမရဲ့ပရိသတ်တရားအလှမေပြန်ပွဲလာပြန်ပေမယ့်အလှမေရုပ်လည်းမထွက်ပင်တောဆန်နေတာကြောင့်လူတော်မတို့ရဲ့တွေ့ဝေဖန်နေကြတာပါအဆိုတော်လောက်လိုက်ဆိုင်းမင်းသမီးလောက်လိုက်အခုလေအလှမေပြစ်လိုက်နဲ့လိုင်းကြောင်နိုင်လုံးနဲ့လို့ဆိုကြတာပါအလှမေကင်နာဆိုကဘကိုးတိုင်းတိုင်ဦးမြို့နယ်ကဖြစ်ပြီးစိုင်းတင်းကောင်းတယ်လို့တချင်းဆိုလေအရန်ကိုမကောင်းပါရင်အထူးသဖြင့်ကင်နာဆိုနေဘက်မှာလုပ်တဲ့အလှပွဲဆိုင်းပွဲတွေမှာမပါမဖြစ်ငားရတဲ့ဆိုင်းမင်းသမီးဆိုတော့ဖြစ်ပါရင် ယခုနေ့မှာကင်နာဆိုဟာမေဆူနီဝါပြိုင်ပွဲကိုဝင်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါပရိသတ်တရားတော့ကင်နာဆိုဟာလာမယ့်ရုံမပါဘူးဆိုပြီးတော့ပြောကြတာပါအမှန်တကယ်မှလည်းအညာမှာဆိုင်းမင်းသမီးလုပ်နေတဲ့ကင်နာဆိုနေနဲ့မြုပ်သူဖြစ်ဖြစ်ပွဲပွဲအလာမယ့်တွေကိုမရှင်းနိုင်တာကတော့အမှန်ပါပဲဒါပေမဲ့လည်းအလာမယ့်ကင်နာဆိုကတော့အလာမယ့်ရုံနဲ့မတူရင်အလာမယ့်ပြိုင်ပွဲမရဘူးဆိုတဲ့စီကံရှိလို့ဝင်းပြိုင်ချောင်းပြက်သားစွာပြောလာတာဖြစ်ပါတယ်ဒါပေမဲ့လည်းလူတွေကကင်နာဆိုကိုအမြင်ကဲကြတဲ့အချက်ကတော့ကွာရှင်းထားတဲ့ခင်မုန်းတွေကိုအကြောင်းပြကအတန်းရှင်းရှာလို့နာကြောင်းပါ ခေနာဆိုအခုစီမီဒီယာအင်တာဗျူးတွေမှာသူမကအတိတ်တစ်ချိန်မှာအင်းတွင်ကျန်းဖက်မှုကိုခံထားခဲ့ရကြောင်းအတူတပြင်ခင်မောတဲ့ကနေဆက်လို့ဆယ်တန်းမှာဘောပင်မကင်နိုင်လို့စာမေးဝဲမဖြစ်ရလို့ဆယ်တန်းတောင်မှမအောင်ခဲ့ကြောင်းဒီလိုအင်းတွင်ကျန်းဖက်ခင်ရတဲ့အမျိုးသမီးတွေအားလုံးတွေသူမကမစ်ဆူနီဝါပြိုင်ပွဲကို speed out လုပ်ဖို့အတွက်လာပြိုင်လာလို့ဆိုပါတယ်အခုကမှလည်းအလာမေခင်နာဆိုဟာမေဆူနီဘာပြန်ဝဲမှာစုမရပဲတော်တန်းနဲ့သာကျင်းနေကြရတာဖြစ်ပါတယ်။တော်စင်းနေကျင်းနေလိုက်ရပြီ။မီဒီယာအင်တာဗျူးမှာတော့ခင်နာဆိုဟာ သူမကမင်းစယောမပါဘူးပြောတဲ့သူတွေအနေနဲ့သူမဟာအရေးချင်းရှိလို့တော်တန်းရတာဖြစ်ကြောင်းသူမကိုဝေဖန်ကြတဲ့သူတွေသာဝေပြိုင်ကြည့်အန်ပလေးဖြစ်မှာဖြစ်ကြောင်းသူမအနေနဲ့တခုလဲမင်းစယောမပေါတဲ့အချိန်လေးဝင်ပြိုင်တာအခုလိုရေးချင်းရှိရှိတော်တန်းရလို့ခြင်းနဲ့ကြောင်းသူမအနေနဲ့နောက်နေ2029မှာလဲမင်းစူနီပါဝင်ပြိုင်အောင်မှာဖြစ်ကြောင်းသူမမပြောတတ်တဲ့အင်္ဂလိပ်စကားကိုလေးလေးချင်းကမြန်မာနိုင်ငံကိုစားပြုမိတယောက်အနေနဲ့နိုင်ငံသားကိုသွားပြိုင်မယ်လို့ခြေမိုးစွာပြောလာတာပါလူတွေကတော့ခင်နာဆုကိုကိုအချိန်လေးကိုမသိပဲ ချေမိုးကသူမကိုဝေဖန်တဲ့ပရိသတ်တွေကိုအခုလိုထက်စီရပြောလာတာကြောင့်လေတော်တော်လေးကြည်မရဖြစ်နေကြတာပါအချို့ကလည်းကေနာဆိုးအနေနဲ့ကိုနေမလိုက်ဖက်တဲ့လမ်းကြောင်းကိုအတင်းရှောင်နေရတဲ့ကို provision ရဲ့တခြင်းဆိုတဲ့လုပ်ကိုလုပ်တာကမှအောင်မြင်မယ်လို့ဆိုကြပါရီ Facebook ဆယ်လီတမီဆိုးဝါဆိုရင်လေဘဝင်မြင့်ကချေမိုးနေတဲ့ခေနာဆိုးကိုအခုလိုတဲဝန်လိုက်တာပါတမီဆိုးက miss မဖြစ်နိုင်ဘူး miss ရောမပါဘူးလို့ဝမ်းဖီအားပေးဝေဖန်တိုက်ခိုက်တာကိုစူးစမ်းရင်မဖြစ်တယ်ဆိုပြဖို့အတွက်နံရိုးတွေကားနေအောင် ကော့ကော့ပြီးတော့ပြန်ပြတာတယ်သူ့ရဲ့ body height နဲ့ proportion ကမေဆွေနေပါစံနှုန်းထဲမှာမဝင်နိုင်တဲ့ဆိုအလမေရဲ့ confidence တွေကိုနားထောင်ပြီးငါယူကျင်သွားတယ်ဆိုပြီးတော့တမီးစွာပြောလာတာပါတမီးစွာခင်နာဆောက်ကိုတခုလက်လို့ miss မပြန်ရဘူးလို့သူမပါဝင်သူ့ကိုပြညာတဲ့တိုင်းဝိုင်းနေဝေဖန်တာမမြင်ဘူးကြောင်းပြောလာတာပါဒါပြင်တမီးစွာမနေ့ကပွဲပြီးရာတောင်မှ2029မှာထက်ပြိုင်အောင်မေဆိုလာတဲ့ခင်နာဆိုးကိုခဏတော့နားပါအောင်လို့တောင်းပန်လာတာဖြစ်ပါတယ်။လူတွေကတော့ခင်နာဆိုးနေနဲ့ဒက်ရှင်ရှာကငွေရှာခြင်းလို့ miss square ကိုတုံးချနေတာ။သူတို့ကလည်းအင်္ဂလိပ်စာမတက်လို့ဆိုတာထက အောက်ပိုင်းတူနေလို့စုမိရတာတော်တန်ပြရတော့မှလုံနေပြီဆိုပြီးတော့မှတ်ချက်ပေးကြပါရီဒါပြင်လာမေခင်နာဆိုတာ over coffee ရဲ့ level များနေပြီလို့ပြောနေကြတာပါပရိသတ်တွေရောအလာမေခင်နာဆိုရဲ့ပြမှုတွေကလိုအပ်ချက်ပုံနေသလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်